ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะကျွန်တော်တို့ကပေးတာပေးဤမရဖြစ်နေရเนาะဒီမှာထိတ်ကလည်းကိုထိတ်မှန်နေကီးရလည်းမှန်နေမနဲ့ကလည်းကီးရမှန်နေเนาะပရိတ်ကမနဲ့ကကျွန်တော်တို့ကိုပရိတ်ပရိတ်လည်းမှန်နေဒါပေမဲ့ကျွန်တော်တို့ကခါတိုင်းတိုင်းပဲဒီလို ကီးနဲ့ထိနေကီးနဲ့ထိနေကတ်နေရနေကျွန်တော်ဒီကနေ့မှနည်းနည်းအရစ်ရှည်လိုက်တာပေါ့နော်ဟိုဟာကီးထိနေကျွန်တော် brain နဲ့တွဲလိုက်တဲ့အခါကျတော့ကျွန်တော်တို့ found ဖြစ်သွားတယ်ပေါ့နော်အဲဒီလိုတွဲမထွက်ပဲနဲ့သူကဒီကောင်နဲ့တော့ကီးနဲ့ brain နဲ့တော့သွားတွဲထွက်တယ်ကီးနဲ့အဲကီးထိနေကျွန်တော် brain နဲ့မတွဲလိုက်ဘူးဖြစ်သွားတယ်ပေါ့နော်အဲ့မှာဒီလိုခတိုင်းကတ်တယ်လို့ကတ်မယ်ကျွန်တော်ကျွန်တော်ကိုကိုရန်ကွက်ကလေးကတော့ပါအောင်ပါပေါ့ဗျာနော်ကဲအဲ့တော့ထားလိုက်ပါတော့ပြီးပြီးသားကိစ္စတော့ကျွန်တော်တို့ဟိုပြော့ပြတဲ့သဘောလောက်ပါပဲဗျာနော်အဲ့တော့ကျွန်တော်တို့က20လေးပဲစလိုက်ကြအောင်နော် 20လေးတွေပဲစားလိုက်ကြအောင်เนาะ20လေးတွေကတော့အကုန်လုံးမှန်တယ်ထိတ်လဲမှန်တယ်ကြီးလဲမှန်တယ်ဗရိတ်လဲမှန်တယ်ဒါပေမဲ့တွဲမထွက်တာလေးတခုပဲအပြည့်ပြောကြရရှိတယ်ဟုတ်ပြီပါအဲ့တော့ကျွန်တော်တို့ဘယ်ကစားမလဲဆိုတော့2383ကစားမယ်ဗျเนาะ2383 63 62ခဏလေးနော် နောက်တစ်ခါ6162 6162ကိုနှစ်တက်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့အတွက်မဲ့အခါကျတော့ဘယ်လိုအတွက်မလဲဆိုတော့အခါကျတော့ဒီတစ်ခါကတမျိုးလေးเนาะဒီဘက်ကနေပြန်ပေါင်းတာပါခွန်ရဲ့နှစ်ကယ်ပေါင်း6ပါတဲ့เนาะ6 6ရဲ့နှစ်ခက်က6 6ရဲ့ပါပါ4 6 64ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ ဲ့မှာကျွန်တော်တို့ဗာထွက်သွားတယ်ဆိုတဲ့ခါကျတော့6ရှစ်တဲ့6ရှစ်မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်13နဲ့13မှာတော့မအောင်ပါဘူးဗျရဲ့နောက်တစ်ပြင်တော့တက်ပါမယ်။နေ363နေ363 63ဟုတ် 3ခွန်ငါ3 6 3 6 3ည9 6ရှိ3ည9 6ရှိဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ရဲ့ဒီခွန်ရဲ့ပေါင်း3ပါတဲ့3ရဲ့နှစ်ခက်က9 3ရဲ့ပါဝါ8 3 9 8ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့ခွန်4တဲ့မအောင်ပါဘူး3.5တဲ့3.5မှာတော့5တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြောင်းတက်ပါမယ်ဘုံ၃ည၃၃ည့တဲ့၃၃ည့မှာညနေပိုင်းမှာမထွက်ပါဘူးနောက်တစ်ခါ၄၃ည၉၃ည၉၃ည၃၃ည၂ည၃၃ည၂ည့ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်ထွက်တဲ့အခါကျတော့ဒီမှာကျွန်တော်တို့ကမရှိတဲ့အတွက်ဒီကောင်တစ်လုံးနဲ့ပဲယူပြီးတော့သူ့အမှုသေးယူကစားပါမယ်၃ည့ရဲ့နှစ်ခက်ကခွန်း၃ည့ရဲ့ပါဝါ၅၃ည့ခွန်း၅တဲ့အဲ့တော့၃ည့ခွန်း၅ မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့6ခွန်6ခွန်မှာကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်6နှစ်တဲ့6နှစ်မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်မျိုးတွက်ပါမယ်3 3 4ရေးရထိုးရနော်4 3 4 6 5 6 6 5 6 ရှစ်တစ်ကိုလေးရှစ်တစ်ကိုလေးဆိုပြီးဒုံမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီတစ်ကေဒီတစ်ကေပေါ့နှစ်ပါတဲ့နှစ်နှစ်ရဲ့နှစ်ခက်က၄၂နှစ်ရဲ့ပါဝါခွန်နှစ်၄ခွန်ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့တစ်ရှစ်တဲ့မအောင်ပါဘူးဗျာရှစ်လေးရှစ်လေးတဲ့ရှစ်လေးမှာကျွန်တော်တို့၄တလုံးထိပြီးအောင်ခဲ့ပါတယ်ဗျာကဲနောက်တစ်ပြုံတွက်ပါမယ် ရှင်ငါ9နှစ်ရှင်ငါ9နှစ်9နှစ်ရှိရှိ6နှစ်ရှိရှိ6နှစ်6နှစ်လေးတုံညာတုံညာတုံညာလေးတုံညာတုံညာဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ9ရဲ့ဒီတုံညာရဲ့ပေါင်း9 9ရဲ့နှစ်ခက်က3 9ရဲ့ပါဝါတုံညာ9 3တုံညာဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့1 9တဲ့ ်တင်ငားမှာငားတလုံးထိပ်ပြီး ကျွန်တော်တို့အောင်ခဲ့ပါတယ်၈၆တဲ့၈၆မှာတော့မအောင်ပါဘူးဗျတဲ့နောက်တစ်မျိုးတက်ပါမယ်6953 6953 6535 6535 5456ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့4နဲ့ပေါင်း 9ကိုရနှစ်ခက်က6ကိုရပါပါ4 6 9 4ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့ခါကျတော့တစ်ခွန်နဲ့မအောင်ပါဘူးခွန်4တဲ့ခွန်4မှာကျွန်တော်တို့၄တုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြင်ကိုတက်ပါမယ်နောက်တစ်ပင်က3 8 6 6 6 6 ညာ၄၄၃၃၃၅၃၉၃၅၃ကိုဆိုဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့ဒါကိုပေါင်းမယ်ဆိုရင်6ရဲ့5ရဲ့ပေါင်း1တရနှစ်ခက်က8တရပါဝါ6 1 8 6ဆိုတဲ့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ည8 3ည8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်2 4တဲ့2 4မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ

ကီတုံးလုံးဒီပင်မှာထွက်ရမယ်တဲ့ကဲအဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့ကိုငါတဲ့ကိုငါမှာငါးတလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျအဲ့တော့သူကတနေ့တပင်တပင်နှုံးရတော့ပုံမှန်လေးအောင်သွားတဲ့နီးလေးပါပဲဗျနော်ကဲအဲ့တော့နောက်ကျွန်တော်တို့ဗိုလ်တုနေ့တွေတွက်လိုက်ရအောင်၄၃၉၈၉၈၄၄၈၄၄၄၈၆၃၉၉၆၃၉၉ 6399ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါဗျ။အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ရေဒီ3ရေပေါင်း2 2နဲ့ခက်က4 2ရေပါဝါခွန်2 4ခွန်ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘလူးနေအတွက်ကြီးထိတ်ကလေးတွေနဲ့ကျွန်တော်တို့နည်းနည်းစဉ်းစားလိုက်ရအောင်။ကြီးထိတ်ကတော့ဒီကနေ့လဲမှန်ခဲ့တယ်နော်။ကြီးထိတ်ကြည့်ထိတ်က ငါသုံးရှစ်ပါတဲ့ခုနကီယိုယိုကနှစ်လေးခွန်နဲ့နှစ်လေးခွန်ပရိကကျွန်တော်တို့ဗာရတယ်ဆိုတဲ့အခါကျတော့ငါနှစ်၃ည ခွန်တဲ့အဲ့မှာ၅နှစ်ဒီ main break ဖြစ်ပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့မတူညီတာလေးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတ်ကစားအောင်အဲ့တော့၅နှစ်ငါးလေးငါးခွန်ငါးခွန်၃နှစ်၃နှစ်သုံးလေးသုံးခွန်ရှင်းနှစ်ရှင်းနှစ်ရှစ်လေးရှစ်လေးရှစ်ခွန်ရှစ်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့မှာ ကျွန်တော်တို့ကတင်ကွက်ကလေးတွေအနေနဲ့တော့ကျွန်တော်တို့ main brake နဲ့ပဲကစားပါမယ်ဗျာเนาะမနေ့ကလည်း main brake ပဲထွက်သွားတာပဲเนาะအဲ့တော့ main brake ကလေးတွေကိုကျွန်တော်တင်ကွက်အနေနဲ့ကစားမယ်ဆိုရင်2 brake 5 brake 2 brake 5 brake ဟုတ်လားဒီ၄ကွက်ပဲဒီ၄ကွက်ထဲမှာကျွန်တော်တို့ကကြိုက်တယ်ကြိုက်တယ်ဆိုတဲ့နေမှာကျွန်တော်ကဘဲကောင်းတွေကိုပိုကြိုက်တယ်ဆိုတဲ့အခါကျတော့ ီ9ခွန်ရှစ်လေးရှစ်ခွန်အဲ့၃ခွက်ကိုကျွန်တော်ပို့ကြိုက်ပါတယ်နော်၃နှစ်လည်းမကြိုက်ဘူးတော့မဟုတ်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်အဲ့ခုန၄ခွက်ထဲမှာမှအဲ့၃ခွက်ကိုပို့ကြိုက်ပါတယ်နော်အဲမျိုးတို့အနေနဲ့လည်းကြိုက်ချင်တော့ကစားပါဘောနော်မကြိုက်ချင်တော့လည်းမကစားပါနဲ့နော်ညောင်းခဏလေးအဲမနေ့ကကျွန်တော်တို့အဲ့လိုက်မှာပြန်ပြီးတော့တစ်ချက်ကြည့်မယ်ဆိုရင် ငါးခွန်ဆိုတာပို့ပြီးတော့ကျွန်တော်တို့အားကောင်းတယ်လို့ပြောရမှာပဲ။ဘာဖြစ်လို့ငါးခွန်ကအားကောင်းတယ်ဆိုရင်ဒီမှာငါးခွန်ဒီကောင်ကဒီဇက်မှမထွက်သေးဘူး။သုံးနှစ်ကလည်းဒီဒီအတိုင်းဆိုရင်တော့သုံးနှစ်ကလည်းလှတယ်เนาะ။ဒါပေမဲ့ကျွန်တော်အဲ့ဒီမှာအကြိုက်ဆုံးကိုပြောဆိုရင်ကျွန်တော်50ခွန်ကိုကျွန်တော်အကြိုက်ဆုံးတင်ကစားပါမယ်။เนาะဒုတိယအကြိုက်ဆုံးက3နှစ်တို့8လေးတို့8ခွန်တို့ဖြစ်ပါတယ်เนาะ။အဲအဲ့တော့ကျွန်တော်50ခွန်ကိုပို့ပြီးတော့ကျွန်တော်တင်ပြီးကစားမယ်။ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့တန်းနဲ့လည်းကိုက်ညီတယ်เนาะနောက်တစ်ခါဒီမှာလည်းလှတယ်เนาะဒီ main brake နဲ့လည်းသွားညီတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တင်ကစားပါမယ်ကျန်တာလေးတွေကိုတော့အထိုင်လေးရောက်ကလေးတွေကျွန်တော်ရန်ခွက်အနေနဲ့ကစားပါမယ်ကဲအဲ့တော့ကျွန်တော်ဒီကနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်တင်ဆက်မှုတွေကိုကြိုက်နှစ်သက်တဲ့အကြိုက်တူတယ်ဆိုရင်တော့ယူပါအကြိုက်မတူဘူးမကြိုက်နှစ်သက်ဘူးဆိုရင်တော့မိမိသဘောနဲ့မိမိသားနဲ့ကစားပါเนาะဒီဟာဒါမှမဟုတ်ရင်လည်းကျွန်တော်ရဲ့ကီးထိတ်ကိုယူကစားမယ်ဆိုလည်းကီးထိတ်ကိုယူကစား ကီယိုယိုယူကစားမယ်ဆိုလဲကီယိုယိုယိုယူကစားဗရိတ်ကိုယူကစားမယ်ဆိုလဲဗရိတ်ကိုယူကစားပါတဲ့နော်ကြိုက်နှစ်တရာကိုယူကစားပါဒါမှမကြိုက်ဘူးကွာဘာမှမယူဆိုလဲမျိုးတို့သဘောပါပဲဗျနော်ကျွန်တော်ကဘ누구ကမှလဲအာရမအီယူပါယူပါငါဥစားမှန်မှန်မယ်စိတ်ချဆိုတဲ့သဘောမျိုးနဲ့ကျွန်တော်ပေးခြင်းမဟုတ်ပါဘူးကျွန်တော်တို့အကြံပြုခြင်းတရားနဲ့တရားတိုင်းမင်းဆွေးနွေးခြင်းသဘောပါပဲနော်ဒီ20လေးတွေမှန်တယ်ဒီလိုလေးရတယ်ကွာဒီဒါလေးတော့ဒီလိုရှိတယ်ဆိုတဲ့သဘောမျိုးက ဒါရင်ကျွန်တော်တွက်ပြတယ်နောက်တစ်ခါမထုတ်တတ်တဲ့လူတွေအတွက်ကျွန်တော်ကဏ္ဍလေးထုတ်ပေးခြင်းပဲဖြစ်တယ်ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်ရဲ့စီစဉ်တင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးလျင်အင်္ဂါနေ့မှာမအောင်မီမဲ့ဗုဒ္ဓနေ့မှာတော့အောင်မီမီနဲ့တင်ကွယ်များမိပြီးရောပျော်ရွှင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးဒီကနေ့ဗီဒီယိုဖိုင်ဒီမှာနေမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ